တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့ဧပြီလ20ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပါနဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့နေပြည်တော်အေလာလီစိတ်ကိုတရားခွန်မမရှော့တိုက်ဒုံးနဲ့ပြစ်ခတ်မှုလေရင်တူလောင်ရုံနဲ့ထိ ंछ ုပ်ခံအဆောက်အုံတို့ထိခိုက်မိလောင်ပျက်စီးပြီးစစ်သား6ဦးဒဏ်ရာရဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် အကြံဖတ်စစ်ကောင်စီရုံးဆက်ရနေပြီးတော့အေလာလီစိတ်ကိုတရားခွန်မမရှော့တိုက်တုံးနဲ့ပြစ်ကတ်တိုက်ခိုက်ခဲ့ရမှာလေရင်တူလောင်ယုံနဲ့ထင်းချုပ်ခန့်အဆောင်တို့ထိကိုက်မိလောင်ပျက်စီးသွားပြီးစစ်သား6ဦးဒဏ်ရာရရှိကြောင်း Brave Warriors of Myanmar BWM အဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားပါတယ် ဧပြီလ18ရက်နေ့ည7:35မိနစ်အချိန်အကြံဖတ်စစ်ကောင်စီရုံးဆက်ရနေပြီးတော့အီလာလီတက်စကန်ကိုနေမီလုံချုံရေးတင်းကျပ်မှုရာသီဥတုအခြေအနေဆိုးရွားမှုစတဲ့အခက်အခဲတွေကြားကနေပြီးတရခွန်မမရှော့တိုက်တုံး၃လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာနေပြီးတော့အီလာစစ်တက်၄စိတ်လေးရင်တူလာရုံအဆောင်တစ်ခုလုံးထိကိုက်မိလောင်ပြက်စီးခဲ့ကြောင်းသိရှိရပါတယ်။ဒါပြင်လေးစိတ်ဝင်းထဲမှာရှိတဲ့လုံချုံရေးအဖွဲ့များရဲ့လုံချုံရေးစောင့်ကြည့်ကင်မရာထိန်းချုပ်ခန်းရှိရာအဆောင်လည်းထိကိုက်ပြက်စီးခဲ့ပြီးတပ်သားနှုတ်ဒဏ်ရာရရှိခဲ့ကြောင်း အလားတူလေရင်ပြေးလန်းထိတ်လုံခြုံရေးကင်းသားများရှိရအဆောက်အုံနဲ့ထိမှန်ပျက်စီးသွားပြီးလေတဲ့အဆောက်ကင်းသား၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။တခြားသတင်းအရင်းမြစ်တွေထံကနေစုံစမ်းသိရှိရမှုရအခုထပ်ပိုတဲ့ပျက်စီးမှုတွေရှိတယ်လို့ကြားသိရပေမဲ့ပုံမခိုင်မာတေချာစီဖို့အတွက်ရရှိထားတဲ့အထက်ကနေဘုံတူညီတဲ့အချက်လက်တွေကိုသာထုတ်နှုတ်ပြီးထုတ်ပြန်လိုက်တာပါလို့ Brave Warriors of Myanmar BWM အဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားပါတယ်။အဆိုပါတိုက်ခိုက်မှုကို Brave Warriors of Myanmar BWM ရဲ့အဖွဲ့ဥဆောင်စီမံမှုနဲ့ Black Leopard ကျက်တင်တဲ့အပွဲမှာ BWM Mission 33အဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မတ်လ28ရက်နေ့ကစတင်ခဲ့တဲ့ငလင်ပေးကြောင်းစကိုင်းမန္တလေးနဲ့ပဲခူးတိုင်းဒေသအချို့မှာရှိတဲ့ပြည်သူအများအပြားဒုက္ခပင်လေဝေနေချိန်မှာပဲစစ်ရှုံးကောင်စီဟာမြန်မာပြည်အနှံ့အပြားမှာရှိတဲ့ပြည်သူတွေကိုလေကြောင်းကနေအဆက်မပြတ်ဘုံကျဲတပ်ဖြတ်မှုအကြိမ်ပေါင်းရာချီရှိနေခဲ့ပြီးဖြစ်ပြီးပြည်သူများလည်းရာချီတေဆုံးခဲ့ရပြီးဖြစ်ကြောင်းသိရှိရပါတယ်။ အဲ့ဒီလိုစစ်ရှုံးကောင်စီကငလင်တန်ကြောင့်ထိခိုက်မှုအချို့ရှိခဲ့တဲ့နေပြည်တော်အေလာလီစိတ်ကိုအပြက်အစီးများချားမှာပဲပြည်သူများကိုတက်ဖြတ်ဖို့ရဆက်လက်အသုံးပြုနေသေးတဲ့အတွက်ကျွန်ုပ်တို့ BWM နဲ့မဟာမိတ်အဖွဲ့များကရန်သူလေတက်နှိမ်နှင်းရေးနှစ်တကူလက်ဆောင် BWM Mission 33ကိုဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးထားပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ငလင်သင့်ဒေတာတွေကို smart city ဖြစ်အောင်လုပ်မယ်လို့စစ်ကောင်းဆောင်ပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ငလင်ဘေးတင်ဒေတာများအပြန်လဲထူထောင်ရေးဆောင်ရွက်ရမှာရခင်ကထပ်ပုံမတိုးတက်အောင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ Green City, Clean City, Smart City ဖြစ်ရေးကြိုးပမ်းဆောင်ရွက်ရမယ်လို့ယမန်နေ့မှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီး Main Online ကစကိုင်းမြို့နယ်မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးတို့ကိုတွားရောက်ပြီးရက်မီရက်ဖတ်များနဲ့တွေ့ဆုံစဉ်ပြောဆိုပါတယ်ဒါပြင်မြို့ပြန်လဲထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရမှာမြို့နေရာချထားမှုတောင်းပလန်များစနစ်တကျပြန်လဲရေးဆွဲဆောင်ရွက်သွားရန်ခင့်နဲ့လျော်ညီတဲ့လမ်းများမြို့ကွက်များဖြစ်ရန်လိုအကြောင်း ြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရမှာ Richter's Key ရှေ့အဆင့်ထိခံနိုင်တဲ့အဆောက်အုံလန်ဒတာများဖြစ်အောင်တည်ဆောက်သွားကြရန်လိုတယ်လို့လည်းထည့်သွင်းပြောဆိုသွားပါတယ်။မန္တလေးမြို့နယ်စကိုင်းမြို့မှာအပြက်စီအဆောက်အုံများကိုရှင်းလင်းရေးနဲ့ပြန်လည်ကယ်ဆယ်ရေးလုပ်ငန်းများကူညီဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆောက်လုပ်ရေးလုပ်ငန်းများအတွက်လိုအပ်တဲ့ပြီးလက်မီတန်နဲ့သွတ်တွေကိုလည်းနိုင်ငံတော်မှတင့်လျော်တဲ့ဈေးနှုန်းများနဲ့ရောင်းချပေးသွားမယ်လို့စစ်ကောင်းဆောင်ကဆိုပါတယ်။ စစ်ကောင်းဆောင်ကစကိုင်းတိုင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်ငွေကျပ်90ဘီလီယံမန္တလေးတိုင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်ငွေကျပ်60ဘီလီယံပေးအပ်ခဲ့ကြောင်းစစ်ကောင်းစီတရင်များမှာဖော်ပြထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်တရင်ကတော့စစ်ကောင်းစီကအရက်သားများအပေါ်ပြစ်မှတ်ထားလာတဲ့စစ်ရာဇဝဲမှုများအပေါ်နိုင်ငံတကာကအရေးယူဆောင်ရွက်ပေးနိုင်ရန်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကတိုက်တွန်းဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ အကြံဖတ်စစ်ကောင်စီကအရက်သားများအပေါ်ပြစ်မှတ်ထလာရာစစ်ရဆွေးမှုများပေါ်နိုင်ငံတကာကအရေးယူဆောင်ရွက်ပေးနိုင်ဖို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကယမန်နေ့ကတိုက်တွန်းပြောဆိုလိုက်ပါတယ်။အကြံဖတ်စစ်ကောင်စီကအရက်ဖတ်ပြစ်မှတ်များပေါ်လေကြောင်းမှဘုံကျဲတိုက်ခိုက်မှုများယခုကာလအတွင်းမှာပုံမှုပြင်းထန်ဆိုးရွားစွာဆက်တိုက်လှုပ်ဆောင်လာကြောင်း အယက်သားပြစ်မှတ်များပေါ်အဆက်မပြတ်ဘုံကျဲတိုက်ခိုက်နေမှုများအထူးသဖြင့်ယခုကဲ့သို့လူသားချင်းစာနာမှုဆိုင်ရာယာယီအပြစ်ခက်ရဲစဲရေးပြုလုပ်ထားတဲ့အချိန်မှာကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုများအပေါ်တရုတ်အိန္ဒိယထိုင်းနိုင်ငံကဲ့သို့သောအိန္ဒိချင်းနိုင်ငံများ American Russia ကဲ့သို့သောကမ္ဘာအင်အားကြီးနိုင်ငံများနဲ့အာဆီယံအဖွဲ့ဥရောပတမကနဲ့ကမ္ဘာကုလတမကအဖွဲ့ချုပ်အစရှိတဲ့နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့မျက်ခြေမပြတ်စောင့်ကြည့်ရန်လိုအပ်ကြောင်းစစ်ကောင်စီအပေါ်လိုအပ်သလိုတုံ့ပြန်အရေးယူဆောင်ရွက်ပေးရန်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကတိုက်တွန်းထားပါတယ်။ အကြံဖတ်စစ်ကောင်စီကဧပြီလ၁ရက်နေ့မှဧပြီလ၁၉ရက်နေ့အတွင်းလေချောင်းပုံကျဲတိုက်ခိုက်မှုများကိုတပိတ်ချင်းမြို့နယ်မှာ၁၃ကြိမ်၊စင်ကူးမြို့နယ်အတွင်းမှာ၄ကြိမ်၊မတရားမြို့နယ်အတွင်းမှာ၃ကြိမ်ကျူးလွန်ခဲ့ကြောင်းအဆိုပါလေချောင်းတိုက်ခိုက်မှုအတွင်းအရက်သားပြည်သူ၄၁ဦးသေဆုံးခဲ့ပြီး58ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသေဆုံးသူများထဲမှာ9ဦးမှာအရွယ်မရောက်သေးတဲ့ကလေးငယ်များဖြစ်ကြောင်းသိရှိရပါသည်။ အကြံဖတ်စစ်ကောင်စီကလေကြောင်းနဲ့ဘုံကျဲမှုကြောင့်စာတင်ကြောင်းတချောင်းအပါဝင်လူနေအိမ်ကြီး54လုံးပျက်စီးဆုံးရှုံးခဲ့ရပြီးငလင်တန်တဲ့ပြည်သူများကိုကူညီပေးနိုင်ဖို့မြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကယာယီအပြစ်အခက်ရက်စဲထားချိန်မှာစစ်ကောင်စီကတိုက်ခိုက်မှုများလှုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အသက်80ရွယ်မိခင်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအလုံးပြန်လွတ်ပေးရန်တားဖြစ်သူကိုထိန်လင်းကထပ်မံတောင်းဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အသက်80အရွယ်မိခင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအလုံးပြန်လွတ်ပေးရန်တားဖြစ်သူကိုထိန်လင်းကထပ်မံတောင်းဆိုလိုက်ပါတယ်။ယနေ့ဧပြီလ20ရက်နေ့အမေရိကန်ခီးစဉ်အဆုံးသက်စဉ်၎င်းကအထက်ပါတိုင်တောင်းဆိုလိုက်ခြင်းဖြစ်ပြီးဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးစစ်ပေးတဘာဝဘေးဒဏ်ခံနေရတဲ့မြန်မာပြည်သူများကိုလူသားချင်းစာနာထောက်ထားမှုအကူအညီရရှိရေးဆွေးနွေးတောင်းဆိုရန်အမေရိကန်ပြည်ထောင်စု10မြို့နယ်ကိုကိုထိန်လင်းကတွားရောက်ခဲ့ပါတယ်။ မိမိကိုထောင်ထဲမှာအတန်တိတ်ဒုက္ခခံနေစေခြင်းပါဘူးမိမိဟာဂုံတိတ်ကရှိရှိဆက်ဆံခံရထိုက်ပါတယ်နိုင်ငံရေးအကျဉ်းသားအလုံးနဲ့တူတူပါပဲလို့ကိုထိန်လင်းကပြောဆိုပါတယ်ဒေါအောင်ဆန်းစုကြည်ဟာတင့်တော်တဲ့စေဘဆိုင်ရာပြည်စုဆောင်ရှောက်မှုမရရှိပဲပြင်ပနဲ့ဆက်သွယ်ရေးဖြတ်တောက်ကအထူးကြံချုံနောက်ခံနေရဆဲမိခင်ကြီးအတွက်ဆိုရင်ကြောင့်စစ်တပ်မတရားဖမ်းဆီးထိမ့်သိမ်းထားတဲ့နိုင်ငံရေးအကျဉ်းသား2000ကျော်ကိုလွှတ်ပေးရန်လဲအရေးကြီးကြောင့်အမေရိကန်ခီးစဉ်အတွင်းမှာထပ်တလဲလဲတောင်းဆိုခဲ့ပါတယ် ကျွန်တော်ကနိုင်ငံရေးသမားမဟုတ်ပေမဲ့မိမိအတွက်နိုင်ငံရေးအကျဉ်းသားအားလုံးနဲ့မြန်မာပြည်သူလူထုလွတ်မြောက်ရေးအတွက်ကျွန်တော်ဆက်ပြီးတိုက်တွန်းတောင်းဆိုနေပါတယ်မိမိသားတဦးအနေနဲ့မအောင်မြင်မချင်းကျွန်တော်ရက်မှာမဟုတ်ပါဘူးလို့ကိုထိန်လင်းကဆိုပါတယ်ကိုထိန်လင်းကအမေရိကန်နဲ့မဟာမိတ်များအနေနဲ့စစ်ကောင်းဆောင်နဲ့အပေါင်းပါများကိုပုံမူပိတ်ဆို့အရေးယူရန်စစ်အာဏာရှင်များအလက်နက်ထောက်ပံ့နေတဲ့နိုင်ငံတွေကိုဖိအားပေးရန်နေဆက်ဖြတ်ကျော်လူသားချင်းစာနာထောက်ထားမှုအကူအညီလမ်းကြောင်းများကိုပံ့ပိုးရန်လွတ်လပ်တဲ့မီဒီယာများနဲ့အရက်ဖက်လူမှုအဖွဲ့အစည်းများကိုကာကွယ်ထောက်ပံ့ရန်တောင်းဆိုထားပါတယ် မြန်မာနိုင်ငံကကမ္ဘာအကြီးဆုံးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဘေးအန္တရာယ်ကြာရောက်နေတဲ့နေရာတွေတဲ့ကတခုပါဒါပေမဲ့တော်တော်များများကဒီအချက်ကိုမျက်ကွယ်ပြုထားစေပါလို့ကိုထိန်လင်းကဆိုပါတယ်ဒေါအောင်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းဟာ American ခီးစင်မှာ American လွှတ်တော်အမတ်များအရက်ဖက်လူမှုအဖွဲ့အစည်းမှာခေါင်းဆောင်များနိုင်ငံတကာအဖွဲ့အစည်းများ American ရောက်မြန်မာများဒီမိုကရေစီထောက်ခံသူ9000ကျော်နဲ့လည်းတွေ့ဆုံခဲ့ပါတယ် အမေရိကန်ခီးစဉ်အတွင်းရန်ပုံငွေအမေရိကန်ဒေါ်လာ၄သိန်းကျော်ရရှိအောင်ဆောင်ရွက်နိုင်ခဲ့ပြီးစကိုင်းငလင်ကြောင့်အစိုးရဆုံးထိခိုက်ခံစားရသူများကိုအရေးကြီးတဲ့အကူအညီများပေးအပ်တဲ့နေရာမှာအသုံးပြုမဲ့အပြင်မြန်မာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျဲ့အတဲနဲ့ဒီမိုကရေစီကြိုးပမ်းမှုများကိုရှေ့တန်းမှဥဆောင်လှုပ်ဆောင်နေတဲ့အဖွဲ့အစည်းများကိုပံ့ပိုးကူညီသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးတရမန်လာရှိုးမျိုးကိုရောက်နေ MNDAA တရုတ်နဲ့စစ်ကောင်စီလာရှိုးမျိုးမှာ၃ပွင့်ဆိုင်ဆွေးနွေးမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ MDA ဆုတ်ခွာသွားပြီးစစ်ကောင်စီပြန်ဝင်လာတဲ့လာရှိုးမြို့မှာမြန်မာနိုင်ငံဆိုင်ရာတရုတ်ထုတန်တမန်တင့်ရွှေကျင်းရောက်နေပြီးမကြမီ MDA တရုတ်နဲ့စစ်ကောင်စီလာရှိုးမြို့မှာတုံးပွင့်ဆိုင်ဆွေးနွေးမယ်လို့သိရှိရပါတယ်။တင့်ရွှေကျင်းက19ရက်နေ့ကရောက်လာတာ MDA ဘက်ကအရာရှိတွေနဲ့သူနဲ့သူပါလာတယ်စစ်ကောင်စီဘက်ကဒုဗိုလ်ချုပ်ကြီးကိုကိုဦးလာမယ်လို့ People Spring ရဲ့ရှမ်းမြောက်သတင်းအရင်းမြစ်ကပြောပါတယ်။တင့်ရွှေကျင်းဟာစစ်ကောင်စီနဲ့ MDA ဆွေးနွေးပွဲများမှာဥဆောင်ပါဝင်သူဖြစ်ပါတယ်။ ယခုအခါ၎င်းကိုယ်တိုင်လာရှုမျိုးကိုရောက်ရှိနေပြီး MNDA ကလုံခြုံရေးယူပေးထားတယ်လို့လည်းမြို့ကန်တူဦးကပြောပါရယ်။တင့်ရှိချင်းကောင်းဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာတရုတ်အလံဘေးမှာပြစ်ခတ်ရက်စဲမှုစောင့်ကြည့်ရေးအဖွဲ့လို့ရေးသားထားတဲ့အနောက်ရောက်ကားများနဲ့ဝင်ရောက်လာခြင်းဖြစ်ပါရယ်။သူကလာရှုမျိုးကိုအုပ်ချုပ်မဲ့အုပ်ကြီးလို့တင့်ရှိချင်းအားရည်ရွယ်ပြီးလာရှုမျိုးကန်တူဦးကပြောပါရယ်။ တရုတ်အစိုးရနိုင်ငံသားရေးဝန်ကြီးက2024ခုနှစ်ဩဂတ်လမှာပဲမြန်မာနိုင်ငံပြည်တွင်းရေးကိုပြည်ပနိုင်ငံများကဝင်ရောက်ဆွတ်ဖက်ခွင့်မပြုခြင်းအပအဝင်စီတုံးစီလိုက်နာရမယ်လို့နိုင်ငံတကာကိုဆိုခဲ့ပေမဲ့လည်းမြန်မာအရေးကိုတရုတ်ကတိုက်ရိုက်ဝင်ရောက်ဆွတ်ဖက်ခြင်းဖြစ်ကြောင်းပြည်သူများနဲ့စစ်ရေးနိုင်ငံကြီးလေ့လာသူများကပြောပါတယ်။တင့်ရွှေချင်းရောက်ရှိနေစဉ်ဧပြီလ20ရက်နေ့မှာမိုင်းရဲနဲ့တန်ရန်ဘက်ကစစ်ကောင်စီကားများလာရှိုးမျိုးကိုအများအပြားဝင်ရောက်လာနေတယ်လို့သတင်းရရှိပါတယ်။ ယူနီဖောင်းဝတ်တွေအများကြီးဝင်လာတာဟုတ်တယ်တရုတ်ကြီးရှိနေချင်းသူတို့အပြေးဝင်မယ်ထင်တယ်လို့လာရှိုးမျိုးကတူကပြောပါတယ်လာရှိုးမျိုးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များကဧပြီလ18ရက်နေ့မှာစပြီးလာရှိုးတီဘောပြည်တော်စုလမ်းမှာရှိတဲ့နောင်မွန်လမ်းပိုက်မှာတဆင့်ဝင်လာတယ်လို့ဌာနဆိုင်ရာဝန်ထမ်းတချို့ကလည်းရဟတ်ရင်နဲ့ပို့ဆောင်ခဲ့ပါတယ်အဲ့ဒီရမတိုင်မီက MNDE တပ်ဖွဲ့များဆုတ်ခွာခဲ့ကြပါတယ်တိုးတော့လာရှိုးမျိုးမှာ MND အရာရှိတချို့နဲ့တပ်ဖွဲ့ဝင်တချို့တွေ့မြင်နေရသေးတယ်လို့လည်းဒေသခံများကပြောပါတယ်။ဧပြီလ22ရက်နေ့မှာတင်ရွှေချင်း MND အရာရှိအဖွဲ့နဲ့စစ်ကောင်စီရဲ့အမှတ်၁စစ်စင်ရေးအထူးတပ်ဖွဲ့မှဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးပါဝင်နဲ့ကိုယ်စားလှယ်အဖွဲ့လာရှိုးမြို့မှာ၃ပွင့်ဆိုင်ဆွေးနွေးမယ်လို့တရင်ရရှိပါတယ်။လက်ရှိအခြေအနေများနဲ့ပတ်သက်ပြီးစစ်ကောင်စီကရော MND ကပါတရင်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ MNDA နဲ့မဟာမိတ်များကတစ်တုံညာနှစ်ကွန်စစ်စင်ရင်းတဲ့အတူ2024ခုနှစ်ဩဂတ်လ3ရက်အတွင်းလာရှိုးမြို့ကိုအပြီးသက်တင်ပိုက်ရရှိခဲ့ပါတယ်။ MNDA လာရှိုးမျိုး၈လကျော်ကြာအုတ်ချုပ်ရေးရန်ရာပေါ်ဆောင်ခဲ့ပေမဲ့လည်းတရုတ်အစိုးရကစစ်ကောင်စီတန်ပြန်ပေးရန် PR ပေးခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီနောက်ဧပြီလတတိယအပတ်မှာစစ်ကောင်စီတပ်ကပြန်လည်ဝင်ရောက်လာခြင်းဖြစ်ပါတယ်။လာရှုမျိုးကိုစစ်ကောင်စီပြန်ဝင်လာပါကမြောက်ပိုင်းမဟာမိတ်သုံးဘွဲ့ထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုစစ်ရေးအယချင်းချောက်ခံရလာလန်ရောက်တော်လန်ရင်အင်အားစုများနဲ့ဒေသခံများကတုံ့တက်ထားပါတယ်။အဲ့ဒီနောက်ဇွန်တက်ကျဲအုံးမဲ့စောက်ပုဆိုတဲ့တော်လန်ရင်ဘတ်တော်သားရဲ့ပေါ်ပြထားမှုကိုတင်ဆက်ပေးပါမယ်။ မစီမဆိုင်အပြစ်မဲ့ပြည်သူတွေခလေးတငယ်မိမသားတွေနဲ့ယဟန်တန်ကာတွေကိုတီလောက်ရရဆက်ဆက်ဘုံကျက်တက်ဖြတ်နေတဲ့မအားလာကိုစစ်ဘိုလ်ချုပ်အဟောင်းတွေတဲကရောလက်ရှိယာရူးတွေတဲကဘယ်စစ်ဘိုလ်ဘိုလ်ချုပ်တယောက်တလေကမှပြည်သူတွေကိုအခုလိုကြီးမလုပ်တင်ဘူးဆိုပြီးထွက်ပြောတာမတွေ့မိပါဘူးဘယ်မဟာနဘယ်မဘာသာဘယ်ထေကြီးဝါကြီးဗုဒ္ဓဘာသာဆရာတော်တွေတဲကပါမက ခရစ်ယာန်ဆရာတော်တွေတဲကရောမွတ်စလင်နဲ့ဟိန္ဒူဘာသာရေးဆရာတော်တာမကျော်တဲကပါအခုလိုမလုပ်ကြပါနဲ့လို့ထွက်ပြီးတားဆီးတာမျိုးကိုလည်းမတွေ့ရပါဘူး ပြည်သူတွေကိုအလုတ်ကျွေးပြုတ်ကျင်လို့ပါဆိုပြီးမဲပေးချိန်မှာလက်အုပ်လေးတချီချီနဲ့မဲတောင်းခဲ့ကြတဲ့နိုင်ငံရေးပါတီတွေတဲကရောဘဲပါတီတခုတလေကမဲဆန္ဒရှင်အပြစ်မဲ့ပြည်သူတွေကိုအခုလိုမရက်ဆက်ပါနဲ့ဆိုပြီးထွက်ပြီးတားဆီးတာကိုမြင်မိကြလားပြည်သူကြွေးတဲ့ထမင်းနဲ့ဟင်းကိုပဲစားနေရလို့ပြည်သူဟာထမင်းရှင်ပါဆိုပြီးစားကောင်းတောက်ကောင်းအောင်ပြောခဲ့ကြတဲ့မျက်ရည်တွေအမျိုးမျိုးခြုံခဲ့ကြတဲ့အလှူတွေအမျိုးမျိုးလှူပြခဲ့ကြတဲ့ဘယ်တရုတ်ဆောင်ဘယ်ဆယ်လီကများအပြစ်မဲ့အယက်သားပြည်သူတွေကိုဘုံမကျဲကြပါနဲ့လို့ဆိုပြီးထွက်တောင်းဆိုပေးခဲ့ကြပါတယ် ခရိုနီကြီးတွေဘန်တထေးတွေရွှေဆိုင်ပိုင်ရှင်ကြီးတွေစတဲ့ပုံကိုကြီးတွေကနေတစုံတယောက်ကများဒါငါတို့ရဲ့ပြည်သူတွေပါမလုပ်ပါနဲ့လို့ပြောတဲ့ကောတောင်းဆိုတဲ့ကောကြားဘူးကြပါသလား no no လုံးဝလုံးဝမရှိကြတာဟာမြန်မာပြည်သူတွေအတွက်အယံကိုဝမ်းနေစရာကောင်းလွန်လာပါတယ်ဒါကြောင့်ပြတ်သားကြဖို့အချိန်တန်ပါပြီမအားလာရဲ့စေရန်နရာကြီးကိုလက်ပတ်ပေးဖို့ထောက်ကူနေတဲ့မြည်သူကိုမဆိုရှင်းလင်းဖို့တကယ်လိုအပ်နေပါတယ်နန်းတွေကပြူတွေကဖွတ်တွေကအုတ်ကြီးတွေက ဘောမာတွေနဲ့ကြည်ရီလီရဲစတဲ့စစ်ခွေးရဲခွေးတွေနဲ့အတူသူတို့ရဲ့မိသားစုအဖွဲ့ဝင်တွေအားလုံးကိုပါရတဲ့နည်းနဲ့ရှင်းရပါလိမ့်မယ်။အဲ့ဒီလိုမှမဟုတ်ရင်တော့လေရင်နဲ့ဘုံကျဲတာစက်တက်လေဒီနဲ့ဘုံကျဲတာစစ်ကြောင်းထိုးပြီးတပ်ဖြတ်တာစတာတွေနဲ့ပြည်သူတွေခမျာဆက်လက်ပိတ်ဆက်နေရအောင်ပါပဲ။ NUG အနေနဲ့မအားလာရဲ့လေရင်တွေပြတ်မတက်နိုင်အောင်ကပ္ပဆာဆက်ယုံတွေမလဲပတ်နိုင်အောင်နီးလက်မျိုးစုံတုံးပြီးအထူးဦးစားပေးလုပ်ရပါလိမ့်မယ်။ အဲ့ဒီလိုမှမဟုတ်ပဲကျွန်တော်တို့ကဗနရာဂိုင်နှုတ်ထိမ့်ချုပ်ထားနေနိုင်ပါပြီမအားလားထိမ့်ချုပ်နိုင်တာဗနရာဂိုင်နှုတ်ပဲကြံတော့ပါတယ်လို့ပြောနေတာဟာဘာအဓိပ္ပာယ်မှမရှိဘူးဆိုတာသိစေချင်ပါတယ်မအားလားကတော့သူအုပ်ချုပ်လို့မရရင်အကုန်ပြချပြစ်မယ်ဆိုပြီးရန်နိုင်မင်းစစ်စင်ရင်းနဲ့ဘုံတွေတိုးကျဲခိုင်းထားပါပြီရိုးရိုးကျဲတာအားမရလို့ဇွန်းတက်ပြီးကျဲကြဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုစောတိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ် နောက်ထပ်ပြည်ရင်းပြပသတင်းတော်လန်ရေးဘတ်တော်သားများ၏သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ